ိုင်းမင်္ဂလာပါဗီဒီယိုရေမှကြိုးစို့ပါတယ်ကျွန်တော်မနောပေးတယ်မာဘူဖွားမသိသူများအတွက်အဖွားကြီးနေ့အကျေကိုဖော်ပြပေးကြပါတယ် ဘာဘုဖွားတွေသိပြီဆိုတော့ဟောနီအကျင့်ကတော့ဘင်းကဖွားငယ်တင်ကယောဂအများတက်ပါလေပစ္စည်းဥစ္စာမခိုင်မြဲပြပြတတ်ပါမိဘနှစ်ပါးခက်ခဲစွာမူဖွားလာတတ်ပါလေပုဒီဘွားအမိဘင်းမဆင်းရဲတတ်ပါလေရဝေးတို့သွားလာလောက်ကန်ရဲတတ်ပါလေနေရာများပြောင်းရွှေ့ရတတ်ပါတခြားရရသူတို့နဲ့ အိမ်အောင်ကြနိုင်ပါတယ်မယက်နာဖွာငယ်စဉ်သေလူမတဲ့ယောဂခံစားရတဲ့ပြီးကြီးလေမင်းတို့ရတာရရှိ ချမ်းသာနိုင်ပါတယ်အထွန်းွားကတော့ညံပညာဘုံတို့ကိုကြည့်မယ်ငွေနဲ့နေတဲ့သူပြပြီးငွေကြီးရှာဖွေရမှာလွယ်ကူမယ်နာမီကုံတဲ့ကြော်တော့မယ် တိုက်ဖွာအကြံစီကြီးကြံစီလောက်ကင်တက်ပါမင်းရွှေငရရာတို့နဲ့ပြည်တုံမင်းအဘေကလူတန့်ရရောမင်းသူတပတ်ပူသောချင်းမြောက်ချင်းကိုခံရမင်းရာသာဘွားကတော့ဆက်မှုလက်မှုဝါသနာပါမင်းမင်းခါယောက်ျားစာရေးဆက်ကြီးဖြစ်တတ်မင်းဒီကြီးဖြောင်းမတ်မင်းဂုံသိက္ခာရှိမင်းဒီပတိဘွားကတော့စိတ်နေစိတ်ထားမြင့်မြတ်ပြီးတော့ သူတို့ဘာအကျိုးကိုဆောင်တတ်မယ်ရဲစံတတိရှိမယ်စကားပြောဆိုလိမ့်ပါမယ်ဖုန်းကြီးဖြစ်ရင်တရားဟောပုဂ္ဂိုလ်ဖြစ်ပြီလူဖြစ်ရင်တော့တခြင်းဆိုကောင်းမယ်ရေဘူးရဟောတွေကတော့အဲ့ဒီလောက်ပါပဲနောက်ဗီဒီယိုဒီပုံမှာအတ္တမဟာဝတ္တနည်းနဲ့ပတ်သက်ပြီးဖော်ပြပေးပါမယ်အားလုံးပဲမိတ်ဆွေများရှင်လဲချက်မြေကြပါခင်ဗျာ